မင်္ဂလာပါအခုချိန်အားစပြီးတော့စက်တမလ25ရက်နေ့ကြာသာပရိနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါတန်တက် DNA လေးကထိ ंछ ုပ်ထားတဲ့တီဘောနဲ့ဒီကြောင်မဲမျိုးတွေမှာ အာစစ်တပ်တည်င်းပေးပေါ့လေစစ်တပ်စစ်ကောင်စီကိုတည်င်းပေးနေတဲ့သူ10ယောက်ကျော်ကိုဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်စစ်ကော်မရှင်လက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖနဲ့ဒီတည်င်းပေးအလုံးပေါင်း10ယောက်ကျော်ကိုဖမ်းမိထားတာဖြစ်တယ်လို့တန်းတက် TNL ကဒီကနေ့မှာထုတ်ပြန်ထားတာပါတီဘောနဲ့ကြောင်မဲမှာတအန်းပြီးအာမြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာအဖွဲ့တွေကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုတွေလုပ်တဲ့အချိန်မှာအခုလိုမျိုးဖမ်းဆီးရမိခဲ့တာလို့ TNL က ပြောပါရယ်ဒီသတင်းပေးတွေဟာလာရှူမျိုးကစစ်ကော်မရှင်တက်စီကိုတအန်းတက်ရဲ့လှုပ်ရှားသွာလာမှုတွေကိုသတင်းပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ် PSLFT နဲ့လေကထိန်းချုပ်ထားတဲ့မျိုးနယ်တွေထဲမှာဒီတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုဂိတ်နေရနောက်ပြီးတော့တက်စခန်းနေရတွေပြီးတော့လူအင်အားလက်နက်အင်အားနဲ့လူစုတွေစုဝေးတဲ့နေရာတွေကိုသတင်းယူပြီးတော့သတင်းပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ် တိုက်ပွဲတွေစစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေတဲကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလွယ်လွယ်ကူကူနဲ့ဝင်လာနိုင်မဲ့လမ်းကြောင်းနောက်ပြီးတော့ထောက်ပို့လမ်းကြောင်းအခြေအနေတွေဒါတွေကိုထောက်လှမ်းပြီးတော့သတင်းတွေပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ TNL ကဆိုပါတယ်။ကရင်ပြည်မြောက်ရီမြို့နယ်တောင်ပိုင်းက 6K ကမြို့တင်နာမှာတော့စစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းအဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတွေက 6K ကမြို့တင်နာပေါ့လေ ဒီမိနစ်20လောက်ပဲဝေးတဲ့အကွာဝေးမှာရှိတယ်ပြောပြောရမယ်ဆိုဒီကားနဲ့သွားတဲ့အခါမှာမိနစ်20လောက်ပဲအကွာဝေးမှာရှိနေတဲ့ Thime Waki Yuana ကို ရောက်နေပြီလို့ဆိုပါတယ်ဒီ Thime Waki Yua ကမြဝတီဝေါ်လီလမ်းမကြီးပေါ်မှာရှိတာဖြစ်တယ်လို့ထိုင်းနယ်ဆက်ကရွာလေးတစ်ရွာလည်းဖြစ်ပါတယ်လေးကီကော်မျိုးစီကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်း9ကြောင်းနဲ့ထိုးစစ်ဆင်လာတာလို့လည်းဆိုကြပါတယ်လေးကီကော်တိုက်ပွဲထဲမှာစစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်မှုတွေ ွေအပြင်ဒီမစ်ဆိုင်ဒုံးကျည်တွေနောက်ပြီးတော့အသေးခံဒရုန်းတွေကိုပါတုံးနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်လက်နက်ကြီးနဲ့ပစ်ကူတာတွေအစမတန်လုံနေတယ်လို့ဒီထိုင်းနိုင်ငံဘက်ခြမ်းအထိပါကြားရောက်ပောက်ကွဲမှုတွေပါရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်လက်နက်ကြီးကြီးတွေထိုင်းဘက်ခြမ်းကိုကြားရောက်ပောက်ကွဲမှုတွေရှိနေတာကြောင့်ထိုင်းစစ်တပ်ဘက်ကလည်းတိုက်ပွဲဖြစ်နေတဲ့နေဆက်တလျှောက်မှာလုံခြုံရေးကိုတိုးထားပြီးတော့စောင့်ကြည့်နေကြပါရယ်စစ်ကော်မရှင်တပ်က၄ကော်မျိုးတစ်ဘက်ကိုစက်တမလ 21ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးဝင်လာတာဖြစ်ပါတယ် ရခိုင်ကတိုက်ပွဲသတင်းတွေနဲ့ဆက်ချင်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA ရို့အကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စက်တဘာလ24ရက်နေ့အထိဒီကြောက်ဖြူဒေသထဲမှာတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ကြောက်ဖြူမြို့နယ်ထဲကမင်းတပ်တော်အာကလပါပြီးတော့ပြားတဲတဖန်ကစတဲ့ရွာတွေဘက်မှာတိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။စစ်တပ်ကအဲ့ဒီဒေသတွေ တဲ့ကိုအာထိုးစစ်ဆင်လာတဲ့အတွက်အခုလိုမျိုးတိုက်ပွဲတွေပြန်ဖြစ်နေတာလို့ဆိုကြပါတယ်အာရခတ်တက်တော်ဟာဒီစစ်ကော်မရှင်တက်နဲ့ပဲတိုက်ပွဲတွေဖြစ်နေတာမျိုးမဟုတ်ပါဘူးရခိုင်ပြည်မောင်းတော်ဒေတာဘတ်မှာဆိုရင်တော့ဒီစစ်ကော်မရှင်တက်နဲ့ပူးပေါင်းနေတဲ့ ASA RSO လက်နက်ကင်အဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေရှိနေပါတယ် ASA RSO ပူးပေါင်းအဖွဲ့တွေနဲ့ဒီအာရခတ်တက်တော် AA တို့ဟာဆိုရင်အထက်အင်းချောင်းပြီးတော့အောက်အင်းချောင်းနဲ့ဒုံညို ရွာတွေနားမှာတိုက်ပွဲတွေဖြစ်နေတာလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်အာဆာနဲ့ RSO ပူပေါင်းအဖွဲ့တွေက မောင်တော်ဒေတာခန်ရွာသားတွေကိုလည်းဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတယ်လို့ရခိုင်သတင်းတွေကဖော်ပြကြပါဗျ နောက်ထပ်သတင်းတပုတ်ကတော့ဝမ်းသာစရာသတင်းတပုတ်ပဲဖြစ်ပါတယ်။စကိုင်းတိုင်းကပ်ဘလူးမျိုးနယ်တဲကဇီးကုံးမျိုးရဲစခန်းသိန်းနဲ့တိုက်ပွဲသတင်းကိုပေါ့လေအလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့ဒီရဲစခန်းသိန်းတဲ့အခါမှာဒီဖမ်းမိတဲ့အာရဲတပ်သားတွေနဲ့မိသားစုဝင်တွေတဲမှာဒီကိုဝင်ဆောင်အမျိုးသမီးတစ်ယောက်လည်းပါခဲ့တာဖြစ်ပါတယ်။ဘိုက်ဖုံးအင်းကြီးတန်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်ယူပေးခဲ့ရတဲ့ဒီအာရုပ်တံကလစ်လေးပေါ့လေဗီဒီယိုကလစ်လေးကိုမြင်ဘူးမှာပါဆိုတော့ ဲ့ဒီ clip ထဲကကိုဝင်ဆောင်အမျိုးသမီးပဲဖြစ်ပါတယ်။အခုတော့အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမီးဖွာပေးလိုက်ပါတယ်။ပါလီမွေးတယ်လို့ဆိုပါတယ်။စက်တမလာ24ရက်နေ့မနေ့ကပေါ့လေမနေ့ကညနေပိုင်းမှာကလေးမီးဖွာခဲ့တယ်လို့ကမ်ဘလူးခရိုင်ပကဖလှုပ်ရှားရေးတပ်ကပြောပါတယ်။ဒီကလေးရောမီးခင်မှာပေါ့လေကြမ်းကြမ်းမာမာပဲလို့လည်းဆိုပါတယ်။ဖမ်းမိခဲ့တဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်အမျိုးသမီးကိုကောင်းကောင်းမွန်မွန်မီးဖွာပေး ေးနိုင်ခဲ့တယ်ဆိုပြီးတော့ကမ်ဘလူးခရိုင်ပကဖအဖွဲ့ကတာဝန်ရှိသူဘိုးပိုင်ချဲကလူမှုကွန်ရက်ဆံမျက်နှာမှာရေးပြီးတော့တင်ထားပါတယ်။ဇီကုံရဲစခန်းကိုစက်တမန18ရက်နေ့ညနေပိုင်းမှာဒီကမ်ဘလူးခရိုင်ပကဖအဖွဲ့ကဥဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ ရဲစခန်းကနေဖမ်းမိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေထဲမှာဆိုရင်ကိုဝင်ဆောင်အမျိုးသမီးတယောက်အပြင်ဒီရင်ခွင်ပိုက်မိခင်တယောက်လည်းပါပါတယ်။အဲ့ဒီမှာဒီကိုဝင်ဆောင်မိခင်ကလေးကောင်းကောင်းမွန်မွန်မွေးခွင်ရခဲ့တာကိုအားလုံးကဝမ်းသာနေကြသလိုကလေးလေးကိုဘယ်လိုမျိုးနာမည်ပေးကြမလဲဆိုပြီးတော့လေဘိုးပိုင်ချဲရဲ့ post အောက်မှာရေးသားနေကြပါတယ်။ ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ ထိုင်းဝင်ကြီးချေအနုချင်းအာချန်ဝီရကွန်ငါဇန်နဝါရီလပုံမှာလွတ်တော်ကိုဖျက်သိမ်းပြီးတော့နောက်နှစ်မတ်လဒါမှမဟုတ်ရင်ဧပြီလအစောပိုင်းမှာပေါ့လေရွေးကောက်ပွဲအထွေထွေရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ကြေညာလိုက်ပါတယ်အနုထင်ဟာအခုစက်တမလဇန်မှာလွတ်တော်မှာမဲအများစုနဲ့2023ခုနှစ်ဩဂတ်လနောက်ပိုင်းမှာထိုင်းနိုင်ငံရဲ့တတိယမြောက်ဝင်ကြီးချုပ်ဖြစ်လာခဲ့တာပါ သူ့အရင်ကဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ပေထုံထံရှင်နဝတ်ကိုတရားရုံးကတာဝန်ကနေဖယ်ရှားလိုက်တဲ့အခါအနုထင်ဟာသူ့ရဲ့ဖုန်ကြိုက်ထိုက်ပါတီကိုအာဏာရညှို့ပေါင်းအဖွဲ့ကနေထွက်လိုက်ပါတယ်။အဲဒီနောက်မှာတော့အဓိကအတိုက်ခံပါတီဖြစ်တဲ့အာပတ်ပချာချွန်ဘော်လီဟို People Party ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ပဲဝန်ကြီးချုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်အဖြစ်မဲရဖို့အနုထင်မှာအာဏာရပြီးလေးလအတွင်းမှာလွှတ်တော်ကိုဖျက်သိမ်းပြီးတော့ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီးတော့ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ဝန်ကြီးချုပ်အနုထင်မြဲလက်ထက်မှာတော့ထိုင်းနိုင်ငံဟာဆိုရင်ဒီ American ရဲ့ Twin Gun တိုးမြင့်တဲ့အခြေအနေနောက်ပြီးတော့ပြည်သူတွေအဲကြွေးတင်မှုမြင့်မားနေတာတွေနဲ့တုံးအားကျနေတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတာဖြစ် စ်ပါတယ်။အနုထင်အစိုးရဟာနေထိုင်စားတောက်စရိတ်မြင့်တက်နေတာကိုရှော့ချဖို့နဲ့လေယာသီးနှံတွေဈေးကျနေတာကို ဖြေရှင်းဖို့အစီအစဉ်တွေလည်းရေးဆွဲနေပါတယ်။ဝင်ကြီးချုပ်အနုထင်ဟာဒီ သူအစိုးရလက်ထက်မှာပေါ့လေ online လောင်းကစားနောက်ပြီးတော့ casino ပြီးတော့ casino နဲ့ drop ဖတ်ထားတဲ့ဖြိုပြင်းမှုတွေပေးတဲ့အယုံကြီးတွေဖွင့်တာမျိုးကိုခွင့်ပြုမှာမဟုတ်ဘူးလို့လည်းပြောထားပါတယ်ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ပါလက်စတိုင်းနိုင်ငံအတိမတ်ပြုရေးကိစ္စနဲ့ Ukraine စစ်ပွဲတွေကထိတ်တန့်အကြောင်းအရာတွေဖြစ်လာနေခဲ့ပါတယ် ဒီအခြေအနေတွေထဲမှာယူကရိန်းသမ္မတဇယ်လန်စကီကဒီညီလာခံကြီးမှာပဲလက်နက်ကြောညာလုပ်ခဲ့ပါတယ်သူသူ့ရဲ့မိန်ကွန်းထဲမှာယူကရိန်းကလက်နက်တွေနိုင်ငံခြားကိုစပြီးတော့ တင်ပို့တော့မယ်လို့ထည့်ပြောခဲ့တာပါယူကရိန်းနိုင်ငံထုတ်လက်နက်တွေပြည်ပကို ထုတ်ရောင်းတာကိုကန့်သက်ထားတာတွေကိုပယ်ဖျက်လိုက်ပြီလို့ဆိုပါတယ်ယူကရိန်းနိုင်ငံထုတ်လက်နက်တွေဟာဆိုရင်တကယ့်စစ်ပွဲတွေထဲမှာစမ်းသပ်ထားတဲ့အားကောင်းတဲ့စနစ်တွေဖြစ်တယ်လို့သူကပြောပါတယ်ယူကရိန်းရဲ့လက်နက်တွေဟာယုံကြည်ရပြီးခင့်မိတဲ့လက်နက်တွေဖြစ်တယ်ဆိုတာသူ့ရဲ့မိဖက်နိုင်ငံတွေကိုသိစေချင်တယ်လို့သူကပြောပါတယ်ယူကရိန်းရဲ့အဓိက တင်ပို့မဲ့လက်နက်တွေထဲမှာတော့ drone တွေပါပါတယ် ယူကရိန်းဟာအခုလောလောဆယ်မှာတစ်နှစ်ကို drone ပေါင်း၄တန်းထုတ်လုပ်နိုင်တယ်လို့အာနောက်ဆုံးအစီရင်ခံစာတွေကဆိုထားပြီးတော့လုံလောက်တဲ့ရန်ပုံငွေရှိခဲ့မယ်ဆိုရင်ရခဲ့မယ်ဆိုရင်ပေါ့လေနှစ်ဆထုတ်နိုင်တယ်လို့ဆိုပါတယ်ယူကရိန်းနိုင်ငံမှာလောလောဆယ်လက်နက်ထုတ်တဲ့သူအယောက်800ရှိနေပြီးတော့အဲ့ဒီတဲကအယောက်200ကျော်က drone တွေကို ထုတ်လုပ်နေကြတာပဲဖြစ်ပါတယ် ဖိလစ်ပိုင်ထိုင်ဝမ်နဲ့ဟောင်ကောင်မှာဖြတ်အားပြင်းပြင်းနဲ့တိုက်ခတ်ပြီးဒီမုံတိုင်းအာရာဂါစာဟာတရုတ်ကမ်းခြေမှာအပြော့လာနေတဲ့အချိန်မှာပဲနောက်ထပ်မုံတိုင်းတစ်ခုကအကောင်းလာနေပါတယ် ဲ့ဒီမုံတိုင်းကပြင်းအားအဆင့်၄အထိအားကောင်းလာပြီးတော့ဖိလစ်ပိုင်နိုင်ငံတရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေကိုဥတီနေပါတယ်လက်ရှိတိုက်နေတဲ့မုံတိုင်းရာဂါစာကမနေ့ကပုတ်ထူးနေ့မှာတော့တရုတ်နိုင်ငံတောင်ပိုင်းကွမ်းတုံပြည်နယ်ကိုတနအီမိုင်90နုံနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ် အဲ့ဒီမတိုင်ခင်ကတော့ထိုင်ဝမ်နဲ့ဟောင်ကောင်တို့မှာတိုက်ခတ်ခဲ့ပြီးအာထိုင်ဝမ်မှာတော့လူ14ယောက်တိစုံခဲ့ရပါတယ်။ကွမ်တုံပြည်နယ်မှာတော့လူတွေတိမ့်နဲ့ချီပြီးတော့နေရရွှေ့ပြားမှုတွေလှုပ်ထားရပါတယ်။ရာဂါဇာမုန်တိုင်းဟာဗီယက်နမ်နိုင်ငံကိုဥတီနေပြီးတော့ကုန်းတွင်းပိုင်းမှာတော့အားပျော်လာနေပြီဖြစ်ပါတယ်။ဒီအချိန်မှာပဲဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပိုင်းမှာ နောက်ထပ်တိုင်ဖုန်းမုန်တိုင်းသစ်ဖြစ်ပေါ်လာနေတာပါ။ အဲ့ဒီမုံတိုင်းအစ်စ်ကိုတော့ဘွာလိုင်းလို့နာမည်ပေးထားပြီးတောက်ကြနေညမှာတောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမှာပဲဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းမှာတော့သူက flop ပိုင်းအလဲပိုင်းကိုဝင်ရောက်ပြီးဒီအဲလေးတိုက်နှုံ 124ကီလိုမီတာကနေ149ကီလိုမီတာအထိရှိနေပါတယ်။ဂျပန်နိုင်ငံရဲ့မိုးလေဝသဌာနကခန့်မှန်းချက်အရဆိုရင်ဒီမုန်တိုင်းတစ်ပွားလိုက်ဟာဂျာတာဘရီနေ့မှာခန့်မှန်းချက်လေတိုက်နှုန်းက144ကီလိုမီတာရှိနေရာကနေတောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့အခါမှာတော့တနာ yı ကို126ကီလိုမီတာလောက်အထိကျဆင်းသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမုန်တိုင်းကတောင်တရုတ်ပင်လယ်ကိုရောက်လာတဲ့အခါမှာတော့ အပြန်ကောင်းလာမှာဖြစ်ပြီးတနာယီကို162ကီလိုမီတာလောက်အထိလေတိုက်နှုန်းရှိနိုင်တယ်လို့ဆိုပါတယ်။ထိုင်းမိုးလေဝသဌာနကတော့မုန်တိုင်းဘွာလာရဲ့လမ်းကြောင်းဟာစက်တမလ28ရက်နေ့ကနေ29ရက်နေ့လောက်မှာတော့ဒီပြောင်းလဲသွားနိုင်တာမလို့စောင့်ကြည့်ဖို့လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။မုန်တိုင်းဘွာလာဆိုတာကတော့ထိုင်းမုန်တစ်မျိုးရဲ့နာမည်ကို ယူထားတာပဲဖြစ်ပါတယ်။ တရင်နဲ့မီဒါကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တင်းနေလာနေရနေတောက်ကြနေ့ဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။